ယုံကြည်သူကျွန်တော်တို့အသက်တာမှာဖယားနဲ့လှမ်းဝီအောင် ဝီกว่าဆဲတဲ့အရာခုနှစ်ချက်ရှိပါတယ်အဲ့ဒီခုနှစ်ချက်ဟာဘာရီလဲဆိုတာဒီဗီဒီယိုအစအဆုံးနားထောင်ပေးဖူးရန်ကျွန်တော်မိတ္တရခံပါတယ်ကျွန်တော်ဖယားသားသမီးတယောက်အနေနဲ့ယုံကြည်သူတူတူတယောက်အနေနဲ့အမှုတော်ဆောင်တူတူတယောက်အနေနဲ့ဖယားသခင်နဲ့လှမ်းဝီနေတော့သူ ရှိနိုင်ပါတယ်ဖယားနဲ့လှမ်းဝီနေတဲ့လူတယောက်ကဘာပဲလုပ်လို့ တကူးမရှိတော့အနှစ်သာရမရှိတော့အသီးအပွင့်နာမရှိလာတော့အဲ့ဒီလမ်းဝီအောင်ဝီကွာအောင်ကျွန်တော်တို့ကိုလှုပ်တဲ့အချက်များစွာတဲ့အထက်ကနေခုနှစ်ချက်အကြီးကြီးတဲ့အရာကဘာတွေလဲဆိုတော့နံပါတ်၁ဆက်လက်ပုံမှန်ကျူးလို့နေတော့အဖြစ်အဲ့ဒါအတစ်ဖျားမကြိုက်တဲ့ဒူးစရအဖြစ်ဖြစ်တယ်ဒူးစရအဖြစ်ကျူးလွန်ခြင်းဖြစ်တယ်အဲ့ဒါကိုအင်္ဂလိပ်စကားနဲ့ငှားသုံးမယ်ဆိုရင် habitual sin continual sin မဟုတ်ရင် intentional sin လို့ခေါ်တယ်။သိပါလျက်နဲ့မကောင်းမှန်းသိတယ်ဖျားမကြိုက်မှန်းသိတယ်ကုယုံကြည်သူတယောက်ကမလုတ်သိမှန်းသိပါလျက်နဲ့တိတိကြီးနဲ့ knowingly တိတိကြီးနဲ့ပြင်မာတဲ့ဒုစရအတ္တဟာဖျားကယွန်ရှာတော့အရာဒီအတ္တကိုကျူးလွန်ရင်းနဲ့ ်သင်ဆုတောင်းသည်ဖြစ်စေကျမ်းစာဖတ်သည်ဖြစ်စေဖယားကြောင်းတက်သည်ဖြစ်စေအမှုတော်ဆောင်သည်ဖြစ်စေပေးကမ်းသည်ဖြစ်စေကြီးကြီးကျယ်ကျယ်နဲ့ဟောပြောပွဲတွေမှာပါဝင်လှုပ်ဆောင်သည်ဖြစ်စေဖယားကသင်နဲ့အတူမပါတော့အဲ့လိုပြောတဲ့ခါမှာတန်ရှင်တော်ဝိငင်တော်ဒီကနေထွက်သွားတာကိုကျွန်တော်ပြောတာမဟုတ်ဘူးဝိငင်တော်ကအမေရန်တစိကိတုဒီမှာခတ်ထားတာဖြစ်တော့ကြောင်းတန်ရှင်တော်ဝိငင်တော်ကင်းဝတ်တော်ကြောင့်အမေရှိပါတယ်ဒါပေမဲ့ဖယားရဲ့မျက်မှောက်တော်ဟာလူရှိသူရှိမှမထင်ရှားတော့ဘူး ဒါကြောင့်အဲ့ဒီအပြစ်ရှိတဲ့ယုံကြည်သူဆက်လက်ကျူးနေကျူးလွန်နေသောယုံကြည်သူတယောက်ကဂိုင်ကောင်ရှိကမနောကံအဖြစ်ကျူးလွန်သောအရာမကြည်တင်သောညှိညွန်းသောအရာများကြည့်ဆုခြင်းလားလောကီတခြင်းမြောက်ပုံမှန်နားထောင်ခြင်းလားဆေးစုရန်ကန်ဒါမျိုး သူ့မဟုတ်ဂျင်းဆေးဒါမျိုးလင်ညာမုတ်တာပြောတာမျိုးလားမစားမတော့တဲ့တေရီတေရီတော့စားတာမျိုးလား မလုတ်သင်းတဲ့စီးပွားရေးများကိုလုတ်မျိုးလုတ်တာမျိုးလားယုံကြည်သူတယောက်မသွားသင့်တဲ့နေရာမျိုးမှာသွားတာမျိုးလုတ်တာမျိုးလားဒီလူမျိုးဒိုးစေအတ္တကို ကျူးလွန်နေရဆူရင်ဖရာသခင်ကတင့်ကိုဝေဝေမှာနေပေးတယ်ခရာနဲ့လှမ်းဝီးစေတဲ့အရာကဒိုးစေအတ္တကျူးလွန်ခြင်းဖြစ်ပါတယ်ဒါကြောင့် ျွန်တော်ဟေရှာယ50ခုအငယ်1နဲ့2တော်လကောင်းစာလံ66အငယ်ဆက်ရှိမှလေးပဲဖယားသခင်ကကျွန်တော်တို့နဲ့လှောင်းဝီးစေတော့အရာကဒိုးစေအပြစ်ဖြစ်ကြောင်းကိုလေကျွန်တော်အတိအလင်းတွေ့ရတယ်နံပါတ်1မှာဖယားသခင်ကကျွန်တော်တို့လှောင်းဝီးစေတဲ့အရာကမာနမာနာဖြစ်တယ်မောက်မာခြင်းဘဝေမစ်ခြင်းထောင်လွှားခြင်း နည်းနည်းလေးအောင်မြင်လာတဲ့အခါမှာနည်းအိတ်ဖောင်းလာတဲ့အခါမှာနည်းနည်းလေးနာမည်ရလာတဲ့အခါမှာနည်းနည်းလေးနေရဒေတာကျေလာတဲ့အခါမှာနည်းနည်းလူသိများလာတဲ့အခါမှာငားကွာဆိုတာမျိုးယေရှုရဲ့ဘုံတကူကိုယေရှုရဲ့ဘုံတော်ကုံတော်ထင်ရှားစေမယ့်အစားငါလုတ်ခဲ့တာငါကျူးဆခဲ့တာငါပေးဆက်ခဲ့တာငါငါငါဆိုတာမျိုးဒါကြောင့်မန်မာနာထောင်လွှားခြင်းရဲ့အနတ်အဓိပ္ပာယ်ပြောပြပါဆိုရင်ကုကုကုဦးစားပေးခြင်း 哥哥们静静在的，哥哥们、e um? 不他妈尼玛贪心哈，慢慢那躺罗在在的。不要蜘蛛罗江，不要那些高级命格罗江，苏拉牛么好多遍呢。姑爷，祖山母阿土母，姑爷多坦母阿明母姑，姑爷那阿明姑阿婆妈停比妈，这啥阿雅姑，这徒弟尼玛贪阿牛哈，慢慢那躺罗在在的。 ်ဒါကြောင့်ကျွန်တော်တို့တမာချန်းစာကိုကြည့်တဲ့အခါမှာရှင်ရကုတ်အခန်းကြီးလေအငယ်6ကိုကျွန်တော်တို့ဘာတွေ့ရလဲမန်မာနာထောင်လွားတယ်လို့ဖယားစီတာတယ်ဒါမဲ့နှိမ့်ချတယ်လို့ဖယားတခိနာကြည်စုပြုတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတယ်ဒါအောင်မကမနဲ့တုတ်တန်ချန်းအခန်းကြီး6အငယ်7စီထဲမှာလေးပဲပျက်စီးခြင်းရှိမှာမန်မာနာရှိတယ်အဓိကကမန်မာနာရဲ့နောက်မှာပျက်စီးခြင်းကလိုက်လာပါတယ် ဖယားကမာမာနာရှိတဲ့လူကိုတိုက်လှန်နေဆိုတာကိုကျွန်တော်တို့အတိအလင်ကျမ်းစာထဲမှာတွေ့ရတယ်။နံပါတ်3ဖယားတကိနဲ့ကျွန်တော်တို့လှန်ဝီးစေတဲ့အဝေးကွာစေတဲ့အရာကနှလုံးနှလုံးသားထဲကယုတုဖြစ်တယ်။အဓိပ္ပာယ်ကနှလုံးသားထဲမှာဖယားတချင်းလွှမ်းမှုချင်းဖယားကိုဥထိတ်ထားချင်းဖယားကိုဥစားပေးချင်းဖယားကိုပထမနေရာမှာထားချင်းတဲ့ဖယားတဲ့ကျွန်တော်တို့နှလုံးသားကိုပူလွှမ်းမှုတဲ့အရာ။ ဖယားတဲ့ကျွန်တော်တို့ပူချစ်တဲ့အရာဖယားတဲ့ကျွန်တော်တို့ပူဦးစားပေးတဲ့အရာဖယားတဲ့ကျွန်တော်တို့ပူပြီးမှဆွေးလန်းတဲ့အရာမှန်တည်းများဟာယုတ်တုဖြစ်ပါတယ်။ယုံကြည်သူတယောက်အမှုတော်ဆောင်တယောက်ဘယ်ယုတ်တုစင်တူရှိမှာပြတ်ဝဘီမကူးခွေတော့ပါဘူးမရှိခူးပါဘူး။ဒါပေမဲ့ဖယားအမြင်မှာသူတဲ့ဖယားတဲ့ကျွန်တော်တို့ပူဦးစားပေးတဲ့အရာမှန်တည်းများပုဂ္ဂိုလ်မှန်တည်းများဟာယုတ်တုစင်တူကဲ့သို့ဖြစ်ပါတယ်။မထားပါ အဲ့ဒီယုတ်တုစင်တုထဲမှာဘာတွေဖြစ်နိုင်လဲဖယားထက်ကျွန်တော်တို့လူတွေဦးစားပေးတတ်တဲ့ပူဦးထိတ်ထားတဲ့အရာတွေကနံပါတ်1ကဘာလဲငွေကြီးဖြစ်တယ်ဖယားထက်ငွေကြီးအကြောင်းကိုပဲတင်းဦးနောက်ထဲမှာလွှမ်းမူလာပြီနှလုံးသားမှာလွှမ်းမူလာပြီဆိုရင်တစ်တီအခန်းကြီး6အငယ်30ကိုတတိယလိုက်ပါငွေကိုတက်မချင်းလေမကောင်းသောဒုစရိုက်အလုံးရဲ့အရင်အမြင့်မူလအမြင့်ဖြစ်တယ်ကြောက်ထားပါတယ် ါယုံမကရှင်မတဲ့အခန်းကြီး6အငယ်24မှာဖယားသခင်နဲ့ငွေကိုအတူအစေမခံနိုင်ဘူးလူတယောက်ကနှုတ်ဖျားကနေငွေငွေငွေပဲပြောလာပြီဖယားသခင်အကြောင်းထက်ငွေအကြောင်းပူပြောလာပြီငွေကနှလုံးသားကိုတခုလုံးကိုလွှတ်မှုလာပြီဆိုရင်ဖယားကအဲ့ဒါမချိုက်တော့ဘူးဖယားနဲ့လှောင်ဝီးစေတော့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့နှလုံးသားကိုလွှတ်မှုတတ်တဲ့အရာက ငွေဖြစ်တယ်လို့ဒုတိယမှာလောကီအရာလောကဥစ္စာစီးစင်ဖြစ်တယ်ဒါကလူတိုင်းလူတိုင်းကငွေနှစ်သက်ကြတယ်ငွေအရေးကြီးပါတယ်လောကအရာကဇာတိအသွေးသားနဲ့တတ်မှတ်ဆာလောင်ပြီးကြိုက်နှစ်သက်ပါတယ်ဒါမဲ့ဂျမ်းစာမှာတတိပေးထားပါတယ်တိယောအခန်းကြီးနှစ်အငယ်56 6 6ခုမှာလောကနဲ့လောကအရာတို့ကိုမတတ်မှတ်ကြနဲ့မဆွေးလန်းကြနဲ့ဆိုပြီးတော့မှကျွန်တော်တို့တတိပေးထားတယ် ကျွန်တော်ဒီခန္ဓာကိုယ်ဟာမိမှုနဲ့ဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်မိမှုနဲ့ဆက်ဆိုင်တဲ့လောကဓာတ်လောကအရာတွေကိုအမတန်ဆွေးလန်းတဲ့အရာနှလုံးသားရှိပါတယ်။ဟုတ်ပါတယ်။စာဝတ်နေကြီးလားလိုအပ်ချက်လားတစုံတစ်ခုလိုအပ်ချက်ဒီမှန်သမျှဟာဖျားထက်ကျွန်တော်ဦးစားပေးလာပြီဆိုရင်အဲ့ဒါဟာဘာလဲ။ယုတ်တုစင်တုဖြစ်ပါတယ်။အဲ့ဒီနှလုံးသားကိုလွှတ်မှုတဲ့အရာမှာငွေဖြစ်နိုင်တယ်။ လောကအရာဖြစ်နိုင်တယ်မဟုတ်မိမိအလုအကိုင်ဖြစ်နိုင်တယ်ဒါမှမဟုတ်လူမှုကြီးကိစ္စဖြစ်နိုင်တယ်တာကြီးနာကြီးဖြစ်နိုင်တယ်ကိုမိသားစုအကြီးဖြစ်နိုင်တယ်ခေါင်းပါနေမိသားစုကိုချစ်ပါကိုရဲ့ပေါ့ဝန်းကျင်တာကြီးနာကြီးမှာတတ်နိုင်တယ်လို့ပါဝင်ပါတချို့သောလူတွေကအမှုတော်မြက်ကူတောင်မှယုတ်တုကဲသူဖြစ်နိုင်တယ်ဘာကြောင့်လဲ ကျန်းစာကျောင်းမှာဓမ္မဆရာနဲ့နေတဲ့အခါမှာတခါတခါကိုယ်ကိုတတိပေးမိတဲ့အရာ။အော်ကျောင်းမှာတည်မဲ့အရာကိုမနေ့စောစောထားနေပြင်ဆင်တာရောအိမ်စာတွေစစ်စီးတာရောပြင်ဆင်တာရောလောက်တာတွေကတစ်ချိန်လုံးလုပ်တဲ့အခါမှာကျွန်တော်တို့ devotional life ကိုပျောက်သွားတယ်။အဲ့ဒါကြောင့်ဒီလူမျိုးအမှုတော် ministry မှာတွားရင်လာရင်အာလုရှုံနေရင်နဲ့ဖခင်နဲ့မိပြတ်သွားနိုင်တယ်။ဖခင်နဲ့လှမ်းဝေးသွားနိုင်တယ်။ဒါကြောင့် ဖယားနဲ့လှမ်းဝေးစေတဲ့အရာမှန်တမယထဲကနီးကျွန်နှလုံးသားမှာလွှမ်းမှုတဲ့အရာမှန်တမယဟာဖယားနဲ့လှမ်းဝေးစေတော့အရာတွေမှာပါတဲ့အတွက်ကြောင့်တတိထားရအောင်ဆိုတာနံပါတ်၄မှာကျွန်တော်ပြောအော်နံပါတ်၃မှာပြောချင်ပါနံပါတ်၄မှာဖယားနဲ့လှမ်းဝေးစေတော့အရာကမကောင်းတော့အပေါင်းအဖော်ဖြစ်တယ်မကောင်းတော့အပေါင်းအဖော်လို့ပြောတဲ့ခါမှာတတိထားရမယ် mix ွေသူငယ်ချင်းတွေရှိတယ်မကောင်းတော့အပေါင်းဖော်ဆိုတာဖယားနဲ့လှမ်းဝေးအောင်ကျွန်တော်တို့ဆွေးခေါ်တဲ့လူ those အပြစ်ကျူးလွန်အောင်လုပ်တဲ့လူ ကျွန်တော်တို့ကမဟုတ်ကဟုတ်ကနဲ့လာလေမှုတ်ပြီးတော့မှအဟုတ်ထင်အောင်လူပါဝလာအောင်လာပြောတယ်လူဖယားနဲ့လှမ်းဝီအောင်လုပ်တယ်လူအမှုတော်မြက်ကနေရက်တက်အောင်အကြံညာလာပေးတယ်လူဒီတတိထားပါတိကောအခန်းကြီးစင်က33မှာဗာပြောလေဆိုတော့မကောင်းသောအပေါင်းအဖို့ကကောင်းသောအကျင့်စရိတ်ထပျက်စီးစေတည်းလူကျွန်တော်တို့ကျမ်းစာကတတိပေးထားပါတယ် တင်ပောင်းအပေါင်းဖို့ဟာဖယားနဲ့နီအောင်ဖယားနဲ့အတူသွားအောင်ဆူတောင်းအောင်ဂျန်စာဖတ်အောင်မှုတော်မြတ်ဆက်ကတ်အောင်တစ္ဆာရှိအောင်အမားဒီဒုစအတ္တဒီကိုရှောင်ရှားအောင်တိုက်တွန်းနူးစော်တတိပေးတယ်ပေါင်းဖုံမျိုးရှာပါသူမဟုတ်ဖယားနဲ့လှမ်းဝေးအောင်တုံးဆောင်အတုံးပစာပလာထဲမှာမိမိရဲ့မိဆွေသူငယ်ချင်းတွေပါနိုင်တယ်နံပါတ်9မှာဘာလဲဆိုတော့ဝိငင်ကြီးရာတင်းရစ်ချင်း ဝိညာဉ်ပိုင်းပြင်းရချင်းဟာဖခင်နဲ့လှမ်းဝီအောင်လုပ်တဲ့အရာထက်ကနေနံပါတ်၅ဖြစ်တယ်။ဝိညာဉ်ရမှာပြင်းရချင်းဆိုတာဘာလို့ဆိုလို့ချင်းတယ်လဲဆိုရင်ဂျန်စာဖတ်တာပြင်းရချင်းဂျန်စာဝိညာဉ်အစားအစာဖြစ်တယ်။သိပါလျက်နဲ့မဖတ်ချင်းဘူး။ဖတ်ရင်လည်းတခဏလောက်ပဲကြာကြာမဖတ်ချင်းဘူးမလေ့လာချင်းဘူးသင်တတ်မတတ်ချင်းဘူး။ဘုကပတော်နားမထောင်ချင်းဘူး။လောကအရာပဲဆွေးလာတယ်။ဝိညာဉ်ပိုင်းမှာရအာပြင်းလာပြီဆိုရင်ပြင်းရိတ်လာပြီဆိုရင်ဂျန်စာမဖတ်ချင်းတော့ဘူး။ စုတောင်းတာလဲအာမချမလဲစုတောင်းပတနာပြုပါကျန်းစာမှာပေါ်ပြတယ်တိတယ်မတိတာမဟုတ်ဒါပေမဲ့စုမတောင်းချင်ဘူးစုတောင်းဝိုင်းမှာမပါချင်ဘူးမတော်ချင်ဘူးအဲ့ဒါပင်းရိတ်လာပြီဆိုရင်ဖခင်နဲ့တင်တပြီးပြီးနဲ့လှောင်ဝေးလာတယ်ယုံကြည်သူများမိဖွဲ့ချင်းမှာ မပါဝင်ချင်တော့ဖခင်เจ้าမတက်ချင်တော့တင်းလာပြီမတော်ချင်တော့နေပူတယ်မူးယွမ်းတယ်အရန်ချမ်းတယ်အရန်အေးတယ်တိတ်နေမကောင်းဘူးစင်ချင်းစင်လက်ပေါင်းစုံ ကြောင်းပြချက်ပေါင်းစုံနဲ့ပြင်းပြီးမှဖခင်ကြောင်းနဲ့တက်ချင်တော့ဒီဝိငင်ကြီးကပြင်းရစ်ချင်းကြောင်းဖခင်နဲ့ဒူးမတော်လာနိုင်တော့မင်းပြီးပြီးလှမ်းဝေးလာတာဖြစ်ပါတယ်ဒါအောင်မကားပေးနဲ့နံပါတ်6မှာဝိငင်ပိုင်းမှာဖခင်နဲ့ကျွန်တော်လှမ်းကျွန်တော်တို့ကိုလှမ်းဝေးစေတဲ့နံပါတ်6ကတော့ခါတီတော်နှလုံးသားဖြစ်တယ်အဒီဘေကတအူးတယောက်ရဲ့အာတာချက်အကောင်းမြင်မရှိတော့အာတာချက်မမြင်နိုင်တော့ အသူများအားနဲ့ချက်တီးပဲတစ်ချိန်လုံးမြင်တယ်အကောင်းမြင်ဆိုတာမရှိတော့တစ်ချိန်လုံးအကောင်းမြင်တာမကောင်းဘူးတတိထားရမယ့်အရာရှိပါတယ်တစ်ဖက်မှာတစ်ချိန်လုံးအဆူလက္ခဏာအနှုတ်လက္ခဏာမြင်မြင်လို့မရဘူးကျွန်တော်ဒူန်တွဲလို့တက်ရမှာတချို့တော်လူတွေကတယောက်တော်သူကိုဘယ်တော့မအကောင်းမမြင်ဘူးကုဇနီးလားကုသားသမီးလားသိနှုတ်ဆရာလားလူပေါ်ဆောင်ဖက်လား တင်းသူတင်းသားတွေလားကျွန်တော်တို့ကိုပြမမိတဲ့ဒီပြောမဆူမမိတဲ့အရာရှိရင်လည်းမမေ့နိုင်တော့ခါခါတီတီဒီမှာမမေ့နိုင်တော့မခွတ်လွတ်နိုင်တဲ့အဖြစ်တည်းအမေရန်သူများအမားကိုဒီထဲမှာ twin ထားတယ်မမေ့နိုင်ဒီလူမျိုးတခြားသောအရာမှာတော့အရင်မေ့လွယ်တယ်သူများကလာပြောမမိတဲ့အရာသူများကစိတ်နှောင်လာထိတဲ့အရာ လာထိခိုက်တဲ့အရာဆိုမမေ့နိုင်တော့သူပိုင်ကျွန်တော်မလာတော့ နော်သူဖះကြောင်းတက်ကျွန်တော်မတက်တော့အဲ့ဒီဖះကြောင်းမှာအဲ့ဒီဆရာဆိုရင်ကျွန်တော်လာမလာတော့စသည်ဖြစ်လူပုတ်ကူကြီးကမုံတီးလို့မခွန့်လွတ်နိုင်လို့မတော်မလာတာမျိုးပါကိုပဲရှုံးပါတယ်လူတဦးတယောက်ကိုတိမခွန့်လွတ်နိုင်လို့တဦးတယောက်ပေါ်မှာနာကျင်လို့စိတ်နာသွားလို့တင်းဖះကြောင်းမတက်တော့ဘူးဆိုရင်တင်းပဲရှုံးမယ်ဖះနဲ့ပူဝေးလာမှာဖြစ်တယ်အဲ့ဒီခါတီမှုနဲ့မခွန့်လွတ်နိုင်ခြင်းတွေကိုထားရခဲ့ပါနောက်ဆုံးကျွန်တော်တို့ ဖယားနဲ့လှမ်းဝီးစေတော့အရာကပါလဲဆိုတော့နာမခံခြင်းဖြစ်တယ်။အဓိပ္ပာယ်ကဖယားစကားကိုနာမခံခြင်းဒီအရာကကောင်းတယ်ဖယားကနှုတ်ကပတ်တော်မှာပေါ်ပြတယ်ဆိုသိပါလျက်နဲ့မလိုက်နာဖယားမကြိုက်ဘူးဆိုတာသိပါလျက်နဲ့ဆက်လုပ်တယ်။ယောဟန်ခန်းကြီးဆက်လက်15မှာယေရှုကပြောပါတယ်။တင်တို့ငါ့ကိုချီးငါပြည့်ညက်စကားများကိုလိုက်နာပါဥပမာပြအခုလေးပဲဖယားနဲ့ကျွန်တော်တို့ကိုလှမ်းဝီးစေတဲ့အကြောင်းအရာတွေကိုကျွန်တော်စေတနာနဲ့မျှဝေလိုက်တယ် အဲ့ဒါကိုကြားနေပါလျက်နဲ့နားထောင်နေပါလျက်နဲ့တိတိကျင်းနဲ့အော်ကျွန်တော်အမှားကိုဖခင်ကစကားပြောတယ်ဒါကျွန်တော်ပြုတ်ပြင်ရမယ့်အရာစူပြီးတော့ပြုတ်ပြင်ဖို့နေနေတာတာဒါရီကငါကြားပြီးသားဒါငါတီးပြီးသားသူရောဘာမလုပ်လဲသူရောစုံလင်လို့လားသူရောကောင်းကင်ကမှမလုပ်လားစူပြီးတော့မှပြောတာမျိုးလား तू မဟုတ်ဟာဒါငါလူသားပဲကွာငါမှလည်းအားနှစ်ချက်ရှိမှာပေါ့အာကူအကူအမင်းကူကူကူပဲခွင့်လို့ပြီတော့မှဖယားစကားကိုနားမထောင်တာမျိုး ဲ့ဒါမျိုးနာမခံချင်တာဖခါနဲ့လှမ်းဝေးစေတော့အရာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေတေနဲ့ကျွန်တော်ဖခါနဲ့လှမ်းဝေးနေသလား။ကျွန်တော်တို့ဘာကြောင့်လှမ်းဝေးနေတယ်လဲဆိုတော့အကြောင်းရင်းရှိပါလေ။အဲ့ဒီအကြောင်းရင်းတင့်မှာရှိပါသလား။နံပါတ်1ဖခါနဲ့ကျွန်တော်တို့လှမ်းဝေးစေတော့အရာဟာဒိုးစရာအဖြစ်ဖြစ်ပါလေ။ဆက်လက်လှုပ်ဆောင်နေတဲ့ပုံမှန်လှုပ်နေတဲ့အတိအများရှိရင်ရနေဒီချင်းဒီခါကနေကျွန်တော်ဆွတ်လွတ်ရအောင်နောင်တရအောင်ရရအောင်ဝင်းချရအောင်ဖေးရှားရအောင် နံပါတ်2မှာဖခင်နဲ့ကျွန်တော်ကျွန်တော်ကိုလှမ်းဝေးစေတဲ့အရာကမာနမာနထောင်လွှားခြင်းဘဝမြင့်ခြင်းမောက်မာခြင်းဖြစ်တဲ့ထားရအောင်နံပါတ်3မှာနှလုံးသားထဲမှာဝတ်ထားတဲ့ယုတုဖြစ်ပါတယ်ဖခင်ထက်ကျွန်တော်ပူဦးစားပေးတဲ့ငွေကြီးလောကအရာလူမှုကြီးတခြားအမှုတော်ကိစ္စတွေဖြစ်တတ်တယ်တတိထာရအောင်နံပါတ်၄မှာမကောင်းသောအပေါင်းဖို့ဖြစ်တယ်။ဖခင်နဲ့ကျွန်တော်တို့လှမ်းဝီအောင် လောကနဲ့နီးကပ်အောင်ကျွန်တော်တို့ကိုဆွေးဆောင်နေတဲ့ သူငယ်ချင်း mix ဆွေမှန်တမရဟာကျွန်တော်တို့ကိုဖျက်ဆီးစေတယ်ဖခင်နဲ့လှမ်းဝေးစေတဲ့အရာတွေဖြစ်တယ်သူတို့ရဲ့တတိပေးချက်နဲ့အကြံပေးချက်တွေကိုတတိထားရအောင်နံပါတ်5ပါလေဆိုတော့ကျွန်တော်တို့တတိထားရမယ့်အရာကခါတီတော့အရာသူများကိုမခွန့်လွတ်နိုင်ခြင်းသူများရဲ့အတ္တကိုပဲမြင်နေခြင်းအဲ့ဒါတွေရှိရင်ကျွန်တော်တို့ထားခေရအောင်ဒါတွေကိုကျွန်တော်တို့အာဖေရှားရအောင် ယေရှုကကျွန်တော်တို့ကိုခွင့်လွှတ်သည်နီးတူကျွန်တော်တို့ကိုကြီးစုပြုသည်နီးတူသူတပားကိုခွင့်လွှတ်ရအောင်သူတပားပေါ်မှာမေတ္တာစေတနာပြရအောင်နံပါတ်6မှာကျွန်တော်တို့ဝိညာဉ်ကြီးကပြင်ရခြင်းဆူတောင်းတာပြင်းနေသလားကျန်းစာဖတ်တာတင်ပြင်းနေသလားဖျားကြောင်တက်တာပြင်းနေသလားတင်တန်းတက်တာပြင်းနေသလားဒီနေ့ကနေအားဆိုင်ပြီးတော့မှကျွန်တော်တို့ဒီအရာတွေကိုလှုပ်ဆောင်ကြရအောင် နောက်ဆုံးအရာကနာမခံခြင်းဖြစ်တယ်ဖျားစကားကိုကြားပါလက်နဲ့ခိလူရှုခြင်း ဒီအရာကဖယားနဲ့လှန်ဝေစေပါတယ်။တင်းဒီကျွန်တော်ဒီဖယားနဲ့လှန်ဝင်းရင်ဖယားထံမှာရှိတဲ့ငိန်တဲ့ချင်းဝမ်းမြောက်ချင်းပျော်စွန်ချင်းချစ်ချင်းမေတ္တာစေတနာဂယုနာဒီတော်လကောင်းဝိညာဉ်ကြီးရကောင်းကြီးတော်လကောင်းဖယားကဝမ်းတာစေတဲ့အရာတွေတော်လကျွန်တော်နဲ့လှန်ဝေသွားမှာဖြစ်တယ်။ဖယားနဲ့မလှမ်းဝေးပဲနဲ့မကွာဝေးပဲနဲ့နီးကပ်စွာအသက်ရှင်ပြီးမှဖယားမှရှိတဲ့ နှလုံးသားအကျင့်စရိတ်ထားကိုလောကမှာအယောင်ပြန်ဟတ်တဲ့လောကရဲ့အလင်းတီတာစွာခရစ်တော်၌ရှိတဲ့အလင်းကိုလောကမှာလင်းနိုင်တော့ယုံကြည်သူဖြစ်ဖို့အယောက်ရှိတိုင်းဖခင်တခင်အတိတ်တဖန်ကောင်းချီးပေးပါစေအာမင်